မော်ပြည်နယ်ရင်းမြို့နယ်မော်ကနေကျေးဝအုပ်စုကုန်းဖို့ရွာတမဘလုံးဝဲကျပနေချိန်ဥတ္တရိုင်းပြိုကျပြီးကြောင်းသား၃ဦးတိတ်ဆုံးက၄ဦးထဏ်ရာရသွားတယ်လို့ဒေသခံတွေနဲ့လူမှုကေဆယ်ရဲ့ဖွဲ့စည်းကသိရပါဗျ။စစ်တမလာ၂၄ရက်နေ့မနေ့ညနေ၃နာရီလောက်ကကုန်းဖို့ရွာတဲ့ဘလုံးကွေးမှဘလုံးဘွဲကျပနေချိန်ဘလုံးကွေးနှစ်ပေကဘိုးကြီးကျောင်းဥတ္တရိုင်းပြိုကျပြီးဆယ်ကျော်တက်ရွယ်ကြောင်းသား၃ဦးတိတ်ဆုံးခဲ့တာပါ။ ။တရားရသူထဲကတရားအပြင်းထန်ရသူနှုတ်ကိုတော့မော်လမြိုင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့လူမှုကိစ္စရဲ့အသိရတာဝန်ရှိသူတွေကပြောပါတယ်။တရားရသူအခြားနှုတ်ကိုတော့လမိုင်းပြည်သူဆေးရုံကိုပို့ဆောင်ထားပြီးဆေးကုသမှုခံယူနေတယ်လို့ဆိုပါတယ်။ပြူကြတဲ့အုတ်တိုင်းဟာပလုံကွင်းနဘေးကုန်းပေါ်ရှိတဲ့ဗိုလ်ကြီးကျောင်းနဲ့ကက်လီရဲ့မြေသားနဲ့ရကိုကော့ကရက်ပြက်ဆောက်လုပ်ထားတာဖြစ်ပြီးမိုးအစင်မပြတ်ရွာတော်ရာကြောင့်မြေကျော်ကျကပြူကြခဲ့တယ်လို့ဆိုပါရယ် ရင်းမြို့နယ်မှာမနေ့ကမိုးရီချေ7.39လက်မရရှိကမိုးရီချေအများဆုံးရွာသောခဲ့တဲ့မြို့နယ်ဖြစ်တယ်လို့မိုးရီဝါသားနဲ့ဇရပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုံမုန်တိုင်းရာကရှာရဲ့အစိမ်းကြောင့်စတေဘာလ26ရက်နေ့ထိမြန်မာနိုင်ငံတော်မိုးရွာတော်မူတွေဆက်ရှိနေမှာဖြစ်ပြီးနေရာကွက်မိုးကြီးတာလျက်တပြည့်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်လို့တတိထားဖို့မိုးစလာကတိုက်တော်ထားပါတယ်